မင်္ဂလာပါရှင်။ရောင်ကစ်တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။သက္ကိုင်းမြို့ဝင်စက်တဲကိတ်ကို unicorn တပွဲကတိုက်ခိုက်အသွားရောက်စဉ်စစ်သားအလုံးထွက်ပြေးတနက်တစ်ချက်မပေါက်အောင်ပဲတင်ပိုင်နိုင်ခဲ့။သက္ကိုင်းနိုင်သက္ကိုင်းမြို့ဝင်ဂျပန်စစ်တဲကိတ်ကိုတိုက်ခိုက်ရန်အသွားရောက်စဉ်မှာစစ်သားအလုံးထွက်ပြေးတော့ပြီးတနက်တစ်ချက်မပေါက်အောင်ပဲတင်ပိုင်နိုင်ခဲ့ကြောင်း unicorn ပြောက်ကြားတပွဲ UTF ကထုတ်ပြန်တဲ့ streamer နဲ့စကြာအနေမှာသက္ကိုင်းမြို့ဝင်ဝါချက်ကြီးအတောင်ပွဲမှာရဲဂျပန်စစ်တဲစစ်စဲကိတ်ကို unicorn တပွဲကပြစ်ခတ်တိုက်ခိုက်ရန် တောင်ရောက်စင်မာဂိတ်စကန်ရှင်စစ်သားအလုံးကားနဲ့ထွက်ပြေးတင်ရှောင်သွားပြီးတနက်တကြမပေါ့အောင်ပိန်ပိုင်နိုင်ခဲ့ကြောင်းသိရတယ်။ထို့သောဂျပန်စစ်တပ်စစ်ဆေးဂိတ်ကိုတိုက်ပိုက်ပြီးနောက်ရှင်းလင်းလှုပ်ဆောင်ကယူနီကွန်ပြောက်ကြားတပ်ဖွဲ့မှရဲဘော်တွေကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရတယ်။ရင်းစစ်ဆေးဂိတ်မှာဆုတ်ခွာသားတဲ့ဂျပန်စစ်သားတွေကသခိုင်းမျိုးပေါ်ကအင်အားဖြည့်တင်ပြီး၎င်းတို့ပြန်ဆုတ်လာအလန်းတခြားရှိကြရတွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပစ်ခတ်ခဲ့ခြင်းကြောင့်ဝါချက်ကြီးအမကလေးငယ်တအူလက်နက်ကြီးထိမှန်ကပင်90ကြီးအမပြည်သူတအူလည်းပေါင်မှကြီးထိမှန်တဲ့အရာရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ကပြည်သူတွေနေထိုင်တဲ့ကြေအာတွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပြစ်ကတ်မှုလှုပ်ဆောင်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာပါကသတိနဲ့နေထိုင်ကြရွှေနေကုန်းပြကြတဲ့ဘက် UGF ကတိပေးထုတ်ပြန်နေ ဇလက်ဖီမြိုင်နဲ့စာလင်ကြီးရင်မပင်ဆက်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေဒီဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူနဲ့အုပ်သိမ်းဆုံးမကွေးတိုင်းမြန်မြို့နယ်နော်ပင်ဟာကိုကျဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနဲ့အုပ်သိမ်းဆုံးခဲ့ကြောင်းမြိုင်တောင်းမင်းမြေပြင်တရင်မှပြန်ကြားရေးဖွဲ့ကတာဝန်ရှိသူကပြောတဲ့စတေမာလာ24ရက်နေ့မနက်7:39မိနစ်ခန့်မှာ မြန်မြို့နယ်နှောပင်ဟာတော်ပုံကြီးကြောင်ကိုရောက်ရှိနေတဲ့ဂျပန်စစ်တပ်စစ်ကြောင်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြေးရတင်းကိုဒရုန်းနဲ့ပုံကျတိုက်ခိုက်ခဲ့တယ်။ထို့သောဒရုန်းနဲ့ပုံကျတိုက်ခိုက်ခြင်းကြောင့်ကြေးရနေပြည်သူအသက်40နှစ်ရွယ်နဲ့32နှစ်ရွယ်မျိုးသားနဲ့သေဆုံးခဲ့တယ်။လာတူစတင်မာလာ23ရက်နေ့ကလည်းမြိုင်မြို့နယ်နော်ပင်ဟာတော်ပုံကြီးချောင်းကိုဂျပန်စစ်တပ်ကစက်တက်လီဒီနဲ့စီနယ်ပုံကျဲတိုက်ခိုက်ပြီးပြည်သူတွေထိခိုက်မှုရှိကြောင်းသိရပါဗျ ထို့ပြင်စကိုင်းတိုင်းစာလင်းချင်းမြို့နယ်နဲ့ရင်မပင်မြို့နယ်အဆက်တနေရာကိုကျွဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ဒေသပြည်သူတွေကပြောတယ်စတင်မာလာ29ရက်နေ့မော်လဲ7နာရီ48မိနစ်မှာစာလင်းကြီးမြို့နယ်နဲ့ရင်းမပင်မြို့နယ်ဆက်ရှိကြရတွေကိုနာမခမတက်လာတဲ့စက်တက်လေးဒီစည်းကပေါ်ကျတိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ဂျိုးပင်ကောင်းတဲ့အုပ်ဖို့မြို့နယ်ဆက်ရှိကြရတွေကိုစစ်တပ်ကနေရာဆက်လိုက် drone နဲ့ကျင်းနေပြေကတ်တိုက်ခိုက်နေပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရ ပဲခူးတိုင်းကျုံပင်ကောင်မြို့နယ်နဲ့အုပ်ဖို့မြို့နယ်ဆက်ရှိကျေးရွာတွေကိုဂျပန်စစ်တပ်ကနေရာစစ်တိုက်ဒရုန်းလက်နက်ကြီးနဲ့ပစ်ကတ်တိုက်ခိုက်နေပြီးပြည်သူတွေရာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူတွေကပြောပါတယ်။စတေမလာ26ရက်နေ့မှာကျုံပင်ကောင်မြို့နယ်မြို့ကန်ရွာကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ပုံနှံလုံးကျဲကျတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုမရှိတော့လဲနေဒလုံးပြည့်စည်ခဲ့ကြောင်းသိရတယ်။ထိုဘုံကျဲတိုက်ခိုက်မှုတွေဘုံဒလုံးကပောက်ကွဲခြင်းမရှိရကြောင်းတော်လန်ရေးရဲဘော်တွေလာရောက်ရှင်းလင်းပေးခဲ့ကြောင်းသိရပါတယ်။ အလားတူစတင်မာလာ28ရက်နေ့မှာကျိုးပင်ကောင်းတဲ့အုပ်ဖို့မြို့နယ်အဆက်ရှိအလဲကုန်းရဲစခန်းကစစ်သားတွေကဖလံပင်ရကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။တို့ပြေဂျပန်စစ်တပ်ကဂျိုးပေကောင်းတဲ့အုပ်ဖို့မြို့နယ်အဆက်ရှိတောင်စပါကွင်းရောဖလံပင်ရောနဲ့ရာသီရာတို့ကိုလက်နက်ကြီးနဲ့ပစ်ကတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်နေင်းတလုံးပြက်စီကပြည်သူတွေဘေးလွတ်ရာထွက်ပြေးထိရှောက်နေရပါတယ်။ဆက်လက်ပြီးမင်းအောင်လာရဲ့တဝက်ခီးစဉ်ပြည်ပိုင်နဲ့စိတ်ကံဘက်ကိုစစ်ကောင်စီကအင်အားတိုးချဲ့နေ စတင်မာဒတိယဘက်ကတောက်ခဲ့တဲ့စစ်ကောင်းဆောင်မြောင်းလိုက်တဲ့ဘက်ခီးစင်နောက်ပိုင်းမှာရေနဲ့စိတ်ကစီမံကိန်းနဲ့ဆက်ဆက်နေရတွေကိုစစ်ကောင်းစီတပ်ကစစ်ကြောင်းထိုးခြင်းနဲ့အတူအင်အားတိုးချဲ့တာတွေလှုပ်ဆောင်နေရလို့ဒေသတွင်းစေတရင်မြေကပြောတယ်။အဲလိုစစ်ကြောင်းထိုးထက်ပြီးတော့အင်အားတိုးချဲ့ရမှာတဝဲရေနဲ့စိတ်ကန်းနဲ့အနီးဆုံးဖြစ်တဲ့နဘူးလက်ရဘက်ကိုစစ်ကြောင်းတကြောင်ရေနဲ့စိတ်ကန်းဘက်ကိုအဝင်လန်းဖြစ်တဲ့မောင်းမကန်ဘက်ကိုအဝင်လန်းဖြစ်တဲ့စစ်ကြောင်းတကြောင်နဲ့ရေဖြူမြို့နယ်နောက်ဘက်ကရက်တော်မူပြားနေတဲ့ဝိုင်းမှာအင်အားထပ်ဖြစ်ရာတွေလှုပ်ဆောင်နေရတွေ့ရပါတယ်။ စစ်အစိုးရအနာသိမ့်လိုက်တဲ့2021ခုနှစ်နောက်ပိုင်းစေကောက်စရာတဝက်ရင်းနှီးစိတ်ကစီမံကိုဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပဲရပ်တန့်ထားခဲ့ရသလိုစီမံကိန်းဧရိယာတွေစစ်တပ်ကလုံခြုံရေးယူတက်ဆွဲတဲ့အစင်သာလှုပ်ဆောင်နိုင်ပြီးအဲဒီဆောင်တက်တွေကိုလည်းတော်လိုက်တဖွဲ့တွေကမကြကနဝင်ရောက်တိုက်ခိုက်နေရပါရင်းနှီးစိတ်ကပေါင်းတဲ့တဝက်အထူးစီးပွားရေးဆောင်မှရင်းနှီးမြုံနယ်မှာပူပေါင်းဆောင်ရွက်ဆိုင်တဲ့ပေါ်တူစာချုပ်တွေကို2025ဖေဖော်ဝါရီမှာတော်ရခဲ့စစ်ကောက်ဆောင်မြောက်လည်းရုရှားကိစ္စမှာနှစ်ပတ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ် အလားတူစတီမာလ18ရက်ကတော့အခိုင်တဝက်ခီးစင်ပြီးတပတ်ကျော်ကျောင်းစတီမာ26ရက်မှာပင်စစ်ကောင်းဆောင်မြန်လိုက်ကရုရှားနိုင်ငံသို့ထပ်မံတော်ရောက်ခဲ့ပြီးရုရှားအနုပြုဆိုင်ကော်ပိုရေးရှင်းညွှန်ကြောင်းနဲ့တွေ့ဆုံကနိုင်ငံပူးပေါင်းဆောင်ရေးကိစ္စကိုဆွေးနွေးခဲ့ကြရလို့စီးပွားစုကိုထောက်ခံတဲ့မီဒီယာတွေမှာဖော်ပြတယ်ရုရှားရဲ့တဝက်အထူးစီးပွားရေးဆောင်မှာယင်းဒီမြုပ်နယ်မှာနှစ်နိုင်ငံသဘောတူစာချုပ်တွေကဤပညာအဆင့်မြင့်ဆက်မှုဆောင်ဖြစ်အဆင့်မြင့်တဲ့တဲ့ပို့ဆောင်ရေးဗဟိုချက်ဖြစ်ဆောင်ရွက်ဖို့အပါအဝင် IT ဆောင်ပို့ကုန်လုပ်ငန်းစုံတို့ကိုထားရှိမဲ့အစီအစဉ်တွေပါဝင်ပါတယ်။ ဆလာဘီနေဇမ်မာတိုင်းနဲ့ကမ္ဘောဒီးယားတပ်တွေပြစ်ခတ်မှုနေဇမ်မာတိုင်းနဲ့ကမ္ဘောဒီးယားကြားတပ်တွေကြားအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရတယ်။စတင်မာ29ရက်နေ့မှာထိုင်းနိုင်ငံယူဘောရက်ဂျာဌာနပြည်နယ်ဘန်နန်ယွန်ခရိုင်ရဲ့၆အမအီရန်နာမှာတနက်တွေလက်ပစ်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ကြောင်းနှစ်နိုင်ငံစလုံးကအတည်ပြုခဲ့ပါတယ်။ နေဇနာမှာရှိနေကမ္ဘောဒီးယားစစ်သားတွေကစစ်တပ်နဲ့တင်တဲ့စတင်ပစ်ခတ်ခဲ့ပြီးထိုင်းကလည်းလက်တုပ်ပြန်ခဲ့လို့ဆိုရဲနောက်တော့ကမ္ဘောဒီးယားစစ်သားတွေကလက်ပြဘုံနဲ့ပါလှမ်းပစ်ခဲ့လို့ထိုင်းမီဒီယာတွေကပေါ်ပြတယ်။ထိုင်းစစ်တပ်ပြောရေးဆိုခွင့်အရာရှိဖို့ကြောင့်ဝင်းတိုင်းစူပါရီကအမှတ်နှစ်စစ်နယ်မြေတဲက6 MI ဧရိယာမှာနှစ်ဖက်တိုက်ပွဲငါတခုဖြစ်ပွားခဲ့ဆိုရဲအစီရင်ခံချက်ကိုလက်ခံရရှိထားကြောင်းပြောတယ်။ပြစ်ခတ်မှုတွေမှာတိုင်းစစ်တပ်အနေနဲ့ငကြားလက်ရှိရယူထားတဲ့ပြစ်ခတ်ရေးစဲသဘောတူညီမှုပေါ်လေးစားပြီးဖြစ်တဲ့ဖြစ်တိုက်လာလာတုတ်ပြန်ခဲ့လို့ဝင်းတိုင်းကဆိုတယ်။ နန်းစက်ညင်ပေါ်မှုကိုကြောင်းပြပြီး9ရက်ကြာစစ်စေးပြိပခဖြစ်ခဲ့ပူတဲ့နှစ်နိုင်ငံကြားဆူလိုက်လာကုန်မှပြစ်ခတ်ရက်စဲခဲ့တဲ့နောက်ပိုင်းဟာဒါပထမဆုံးချိန်ပြန်လည်ပြစ်ခတ်ကြရတဲ့အဆင့်ရောက်လာတာပါ။တစ်ဖက်မှာတော့ကမ္ဘောဒီးယားရဲ့ဖနွမ်ပင်ပို့သတင်းဌာနကစစ်ပတ်ရေးပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတအုပ်ကိုကိုးကားပြီးရန်စပစ်ခတ်မှုကိုစတင်ခဲ့ရဟာထိုင်းစစ်သားတွေသာဖြစ်တယ်လို့ဆွဆွဲထားတယ်။ကမ္ဘောဒီးယားစစ်တပ်အဒီကိစ္စမှာပြည်ထောင်စုမဖြစ်အောင်တိုက်ခတ်မိတုတ်ပြပြစ်ခတ်တာလည်းမလုပ်ခဲ့ဘူးလို့အဲ့ဒီမျိုးသမီးကပြောကြားခဲ့ပါတယ် နေဆက်မှာအချိန်လေးတကြောပြန်တင်းမာလာမှာကိုဒေသခံတွေကစိုးရိမ်နေပေမဲ့ထိုင်းစစ်တပ်ကတော့စိတ်အေးအေးထားကြဖို့နဲ့ပြည်သူနာကိုနိုင်နိုင်နေနေဆက်လက်ထိန်းသိမ်းကင်တွယ်နိုင်စေဖြစ်ကြောင်းမှကန်ထားပါတယ်ဆလပီရန်ကုန်မှာရခိုင်ပြည်သူတွေကိုမှတ်ပုံတင်တဲ့ UID နံပါတ်၄စစ်ကောင်စီထုတ်ပေးနေတယ်။ ရန်ကုန်တိုင်းဒေသကြီးတာကရမြို့နယ်မှာရန်ကုန်ရရခိုင်လူမျိုးတွေကိုပန်းခင်းစီမံချက်အဆင့်3ရောက်ဆိုကအိမ်နောက်စုစီမပုံတွေပြုလုပ်ပေးခြင်းနဲ့ unit ID နံပါတ်တွေထုတ်ပေးခြင်းကိုစစ်ကောင်စီကပြုလုပ်ပေးနေကြောင်းသိရတယ်။ stream 26နှစ်စစ်ကောင်စီများတွေရုပ်မြင့်တန်ချာမှထုတ်ပြန်ထားပြီးတာကရမြို့နယ်ဦးစီးမှုရုံမှာရခိုင်ပြည်လောက်ကယုံနေပြည်ပြွင့်လှစ်ထားကြောင်းဆိုတဲ့ ်အိနာစုစင်ရဲ့အစ်ပြုတ်လောက်ခြင်းပြင်ဆင်ဖြည့်ဆွက်ခြင်းမပုံတင်အစ်ပြုတ်လောက်ခြင်းပျောက်ဆုံးပြည့်စည်လောက်ခြင်းနဲ့ EID စနစ်နဲ့ Unit ID နံပါတ်တွေထုတ်ပေးနေရလို့စစ်ကောင်စီကပြောတယ်။ဒါကြတဲ့မြို့နယ်ဦးစီးမှုရုံးမှာရဲခိုင်ပြည်ရဲပြန်းနဲ့ပောက်တော်မြို့နယ်ရဲ့လာဝကရုံးတွေကိုရာယီပို့လစ်ထားကြောင်းသိရတယ်။ရန်ကုန်ရွှေပြောင်းနေထိုင်ကြရက်ခိုင်ပြည်သူတွေဟာအိတောင်စုလူရည်စင်းနဲ့နိုင်ငံသားစီစီကပြအဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရာယုံနေဖွင့်လှစ်ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းစစ်ကောင်စီကဆိုတယ်ရက်ခိုင်ပြည်မြို့နယ်စက္ကုနှစ်ခုနဲ့မှာ14ခုမှာ ။အားရခတ်တော်ကြီးကသိပိုက်ထားပြီးသုံးမြို့နယ်ကစစ်ကောင်စီကထိချုပ်ထားနိုင်စေဖြစ်တဲ့အေးထိချုပ်ထားဒေသတွေမှာဒေသခံပြည်သူတွေမှာရန်ကုန်မြို့သို့ဆေးပေးချာရောက်ရှိနေကြပြီး၎င်းတို့ကမြန်မာနိုင်ငံသားဆိုင်ကိုအချက်လက်တွေကိုပြုလုပ်ပေးနေခြင်းဖြစ်တဲ့စေကောင်စီထိချုပ်ထားစစ်တပ်မြို့မှာရခိုင်မြောက်ပိုင်းရှင်မြို့နယ်ချွဲလောက်ကယုံနယ်ကိုတွေ့ပတ်ဖွင့်လှစ်ထားပြီးရန်ကုန်မြို့သားကေတာဗဟန်ဆိုင်မြို့နယ်မှာလည်းရခိုင်တောင်ပိုင်းကမြို့နယ်ချွဲလောက်ကယုံနယ်ကိုတွေ့ပတ်ဖွင့်လှစ်ထားခြင်းဖြစ်တဲ့ရန်ကုန်မြို့တွေတွေ့ပတ်ဖွင့်လှစ်ထားရခိုင်ပြည်ကလောက်ကယုံနယ်မှာအင်အားစုစည်းမှတ်ပုံတွင် UID နံပါတ်တွေပြုလုပ်ရမှာ ဒေသခံပြည်သူတွေမှာဝန်ထမ်းတွေရဲ့အစမတန်ငွေကြေးတားယူခြင်းတွေကိုခံနေကြရလို့ကိုတိုင်ကြုံတွေ့ခဲ့တဲ့တွေကပြောဆိုထားကြပါတယ်။နားဆင်အားပေးကြတဲ့အတွက်ပဲကျေးဇူးတင်ရှိပါရှင်။